မေဇုန်မြေသေးကိုလုံးဝမသွားသင့်နဲ့နောက်ကွယ်ကအကြောင်းရင်းအားလုံးပဲမင်္ဂလာပါပကံ entertainment channel ကနေကြိုဆိုပါတယ်ဒီကနေ့မှာတော့မွေတွေကတားကောင်ကိုတကူလုံးမျိုးချတာကနေစပြီးကြောက်မက်ဖွယ်သွားနေတဲ့ငါးတွေကအသားကိုစုပ်ပြေးတာဒီကိုစတဲ့အကြောင်းအရာတွေကိုပြောပြပြမှာပါအခုရောက်ရှိနေတာကတော့တင်မမြင်ဘူးတင်တဲ့တတ္တဝါတွေပြည့်နေတဲ့အမေဇုန်ပါပဲနံပါတ်1ကြောက်မက်ဖွယ်မွေများအမေဇုန်ကကြောက်စရာတလေးစံတွေအကြောင်းပြောရမယ်ဆိုရင်အစင်းရအနက်ကွန်တာကနေစရမှာပါအရှိပေ30တိရှိပြီးအနန်း72လက်မှရှိပါတယ် အကြီးဆုံးမွေတရားပေါင်950တိလေးကျင်ရှိပြီးတော့ပုံမှန်လူတစ်ယောက်ရဲ့လေးကျင်တဲ့ကိုသုံးစားပုံများပါတယ်။အစိမ်းရအနယ်ကွန်တာတွေကိုတကယ်ပဲကြောက်စရာကောင်းစီတာကသူတို့ရဲ့ကြီးမားတဲ့အင်အားပါ။သူတို့ကအစိမ်းမရှိတဲ့အတွက်ကြွက်သားနဲ့ရစ်ပတ်ဖြစ်ညစ်ပြီးတော့တားကောင်တက်ရှူရက်သွားတဲ့အထိကိုညှက်ချပါတယ်။ဒီလူကြီးလိုအနီးကပ်သွားတာမျိုးတော့ကြံမပေးပါဘူး။ဒီလိုတတဝါကြီးကြီးနဲ့တွေ့မယ်ဆိုရင်အမေဆုံးမြစ်တဲ့ခုံဆင်းပြီးပြေးနိုင်မယ်ထင်ရပေမယ့်ဒီတော်သောတတဝါတွေကရေထဲမှာပါလွတ်စီမှာမဟုတ်ပါဘူး။အစိမ်းရအနယ်ကွန်တာတွေက ရင်းနေတတ်တော်တဝက်တွေဖြစ်ပါတယ်။အံဩစရာကောင်းတာကသူတို့ဟာရေအောက်မှာ7မိနစ်ကျော်ကြောင်းအသက်ကိုထိန်းထားနိုင်ပါတယ်။ဒါ့ပြင်သူတို့ရဲ့မျက်လုံးနဲ့ကောင်းတဲ့အပေါ်ပိုင်းမှာရှိတဲ့အတွက်ရေထဲမှာဒီကိုလုံးနှစ်နေအောင်မြင်နိုင်အသက်ရှူနိုင်ပါတယ်။ဒါကြောင့်ဒီကြောက်စရာကောင်းတဲ့တတ်တော်ဝါးစီကလွတ်မြောက်ဖို့မလွယ်ပါဘူး။ဒါတွေမကားသေးပါဘူး။အမေဇုန်မှာဒီတဲ့ဖို့ကြောက်စရာကောင်းတဲ့မြွေကြီးတစ်ကောင်ရှိနေနိုင်တယ်ဆိုရင်လွန်ခဲ့တဲ့နှစ်တန်း60လောက်ကပင်90အချီနဲ့ပေါင်2500လောက်လေးချိန်ရှိတဲ့တမိုင်းမတင်မီခေကမြွေကြီးထိုက်တန်တို့ဘူဟာအမေဇုန်ကိုအုပ်စိုးခဲ့ပူပါတယ်။ ပြန်ကောင်းစွာနေပြီဒီမွေရလွန်ခဲ့တဲ့နေ့တန်းပေါင်း58တန်းလောက်ခရေကမျိုးသွင်းခဲ့ပါတယ်ဒါပေမဲ့မကြာသေးခင်ကတိုင်တန်တဲ့ဘဝကိုတွေးခဲ့ရတယ်ဆိုတဲ့ပြောဆိုမှုတွေအများကြီးပါဗီဒီယိုစူးစမ်းရှာဖွေသူ Praxi Forest က20ရာစုအစောဘက်မှာသူတွေးခဲ့ရတဲ့မွေကြီးဟာစုစုပေါင်း60ပဲရှည်လျားတယ်လို့យေတာခဲ့ပါတယ်လူအများစုကတော့ဒီပုံမျိုးကိုရိုးရိုးသားသားပုံမျိုးဖြစ်တာသဘောထားကြပါတယ်ဒါပေမဲ့အမေဆုံးဟာပြင်သစ်နိုင်ငံတဲ့10ဆကျော်ပူကြီးတဲ့အတွက်ဒီနယ်နယ်တဲ့နေရာတွေမှာအင်မတန်ကြီးမားတဲ့မွေကြီးပုံအောင်မနေနိုင်ဘူးလို့ဘသူကပြောနေပါလိမ့်။ဒါပြင်ဒေသခံမျိုးနယ်စုတွေရဲ့ပြောဆိုချက်အရ ပူကြီးတဲ့မွေကြီးတကောင်ဖြစ်တဲ့ရာကူမမကိုတေပူးတယ်ဆိုရင်အကျင့်များစွာရှိပါတယ်။ယင်းနေတဲ့တော်အားလုံးရဲ့မိခင်လို့ယုံကြည်ရတဲ့ဒီမူယာပင်နယာနိပါရှေလျာပြီးအကြီးဆုံးအနဂွန်တန်ထက်ကို၆ဆပ်ဖို့ရှိပါတယ်။ပို့ပြီးတော့ကြောက်စရာကောင်းတာကရာကူမမဟာသူ့ရဲ့ပေဒီယာအကွာဝေးကိုရောက်လာတဲ့တက်ရှိမန်သမ ्या ကိုစိုးသွမ်းတဲ့ဖုံဆုံးဆက်လိုမျိုးစုပ်ယူနိုင်တယ်လို့ပြောကြပါတယ်။ဒါပြင်ဒေသတော်ကြီးကရေထဲမှာခန္ဓာကိုယ်ကိုရိုက်ခတ်ပြီးရေဝဲတွေကိုဖန်တီးနိုင်တယ်လို့ဆိုပါတယ်။1900ပြည့်လွန်နှစ်တည်းအစောပိုင်းမှာလူနယောက်ဟာရာကူမမကိုတွေ့ရှိခဲ့ပြီးပေါက်ကွဲပြစီနဲ့တက်ခဲခဲ့ရမှာမွေးကြီးဟာရေထဲကနေထွက်လာပြီးထွက်ပြေးသွားတယ်လို့ဆိုပါတယ်။ ံပါတ်၄သွေးစုပ်ပြားအမေဇုံမှာကြီးမားတဲ့မွေတွေပြင်သွေးစုပ်ပြားတွေကိုလည်းတည်ထားရပါမယ်။နေမေမှာသွေးစုပ်ဆိုတဲ့စကားလုံးပါတဲ့တလိပ်ဆန်တန်းဟာမိတ်ဆွေဖွဲ့ကျင်စရာမကောင်းပါဘူး။၂023ခုနှစ်မှာစတင်တွေ့ရှိခဲ့တဲ့ဒီအင်းဆက်တွေဟာ3.8လက်မထိကြီးထွားလာပြီးပုံမှန်ပြားတွေထက်ကိုနှက်ဆရှိပါတယ်။ဒါပေမဲ့သူတို့ကြောက်စရာကောင်းတာကအရွယ်စားကြောင့်မဟုတ်ဘဲသားကောင်တွေကိုလှုပ်တဲ့အပြုတ်မှုကြောင့်ပါ။သွေးစုပ်ပြားအမကဖလန်ကောင်ပိုးတော်မှာဒါမှမဟုတ်ပင့်ကူလို့ တင့်တော်တဲ့ပြက်မှတ်ကိုတွေ့ပြီးဆိုရင်သူ့ရဲ့ဥအိမ်အဲ့လိုခေါ်တဲ့အဲ့နဲ့တူတဲ့အင်္ကာနဲ့ထိုးဖောက်ပြီးတော့ဥကိုအင်ရှင်ရဲ့ခန္ဓာကိုယ်တဲကိုထည့်ထားလိုက်ပါတယ်။နေမယ်တိုင်းပဲသွေးဆုပ်ပြားတွေကသွေးရံကိုနှက်တက်ကြပါတယ်။သူတို့ကသူ့ရဲ့အဲ့နဲ့ထိုးပြီးတဲ့နောက်မှာအနာကနေစိတ်ထွက်လာတဲ့အင်းဆက်တွေရဲ့သွေးနဲ့တူတဲ့အရေကိုစုပ်တော့ကြပါတယ်။ရန်နှင်းငယ်ကြပြီးတဲ့နောက်မှာတော့ခန္ဓာကိုယ်တဲကဥတွေကပေါက်ဖွားပြီးတော့အင်းဆက်ရဲ့အလောင်းကိုအတွင်းကနေစားတော့ကြပါတယ်။နံပါတ်3ကြောက်စရာကောင်းသောရေနေတတ္တဝါများဒါကကျွန်တော်တို့ရဲ့နောက်ထပ်ကြမ်းတမ်းတဲ့တတ္တဝါပါအရှိလေးပင်ဒီပါရှိတဲ့ဒီငါးကိုဖရာရာဒါမှမဟုတ် ်သွေးဆောင်ကားလို့ခေါ်ပါတယ်သူတို့ရဲ့အောင်မေရုံမှာ6လက်မှရှိတဲ့ကြောက်စရာသွားနှောင်းပါပါတယ်သူတို့ကဒီသွားရည်နဲ့အနီးကပ်လာတဲ့ငါးမှန်သမျှဖီရနာငါးတွေပါဝင်လန်နယ်ထိုးသလိုအသုံးပြုကြပါတယ်လူတွေကိုတိုက်ခိုက်တယ်လို့မှတ်တမ်းမတင်ထားပေမဲ့ဒီငါးတွေရှိတဲ့ရေထဲမှာတော့တင်ကူးရဲပါမလားဒါအပြင်အမေဇုန်မြစ်လက်ပိုင်လည်းရှိနေပါတယ်ပုံမှန်လက်ပိုင်တွေကချက်စရာကောင်းပေမဲ့ဒီအမေဇုန်လက်ပိုင်တွေမှာပုံပုံမှောင်မှိုက်တဲ့ဘက်မှာရှိပါတယ်သူတို့ကဖရာရာတွေလိုပဲဖီရနာငါးတွေကိုစုပ်ပြဲကြတာကိုနှစ်သက်ကြပါတယ်ပို့ပြီးတော့ကြောက်စရာကောင်းတာကဒီလက်ပိုင်တွေအရလုပ်သားတွေကိုပါစိတ်ဝင်စားမှုရှိလာတာပါ သူတို့ရဲ့နှုတ်သီးမှာအန်သွား28ဆုံရှိပါတယ်။2023ခုနှစ်မှာအသက်28နှစ်အရွယ်မျိုးသမီးတဦးဟာမြေထဲမှာတော့လေလုံနေတော့ဘန်းရောင်လပိုင်တကောင်ဟာသူ့စီကိုတန်းတန်းမတ်မတ်နဲ့လာနေတာမြင်ခဲ့ရပါတယ်။ရေထဲမှာဆက်နေခဲ့တဲ့သူမကိုလပိုင်ဟာခြေထောက်ကိုအန်သွားတွေနဲ့မြှောက်ပြီးစက္ကန့်30ကြောင်ကိုက်ထားပါတယ်။ကံကောင်းဆောင်တဲ့အသက်ရှင်ပေမဲ့ခြေထောက်မှာနက်ရှိုင်းနဲ့တန်ရတော့ရခဲ့ပါတယ်။အမေဆုံးမလပိုင်ဒီတော်တလောက်ကြမ်းတမ်းနေတယ်ဆိုရင်တခြားကောင်တွေဆိုရင်တော့ပြောမနေပါနဲ့တော့။ဒီတသက်ဆော်မရတော့မှတေးကြပြီးမို့လို့မသေးခင်မှာတရားရောက်ကနန်းသွားတာတော့ခံကျင်ပါသေးတယ်ဆိုတဲ့ဘရာသာတို့အတွက်အလန်းပို့လို့ကြပြဆန်းဆန်းနာမည်ပေးထားတဲ့ဒီအကောင့်လေးနဲ့မိတ်ဆက်ပေးကြပါမယ်။ ဒီအင်းဆက်တွေကအလဲပိုင်းနဲ့တောင်အမေရိကမှာတွေ့ရပြီးညဘက်တွေထွက်ကအိမ်နေတဲ့တတ္တဝါတွေကိုရှာပြီးတော့စားစားကြပါတယ်သူတို့ကသူတို့ရဲ့နှုတ်သီးနဲ့အင်းရှင်ကိုထိုးပါပြီးသွေးဆုပ်ယူကြပါတယ်လူသားတွေနဲ့ပတ်သက်လာမယ်ဆိုရင်သူတို့ကနှက်ခမ်းနားတစ်ဝိုက်ကြိုက်တဲ့တဲ့အတွက်ဒီနာမည်ကိုရခဲ့တာပါတခက်ခံရတာကမနာကျင်ပေမဲ့စိုးဝါးတဲ့ဘေးတွေစိုးကြိုးတွေရှိပါတယ်ဘာလို့လဲဆိုတော့သူတို့ကသွေးဆုပ်ပြီးရတော့မှတင့်အပေါ်အငြိကြီးစွန့်ချလိုက်တာကြောင့်ပါပဲဒီအင်းဆက်တွေက Tribano Soma Groxy လို့ခေါ်တဲ့ကပ်ပါဖို့ကိုတည်ဆောင်လာတတ်ပြီးတော့ကုဆက်ခံရတဲ့ပိုးကောင်ရဲ့အငြိကြီးကိုပွင့်နေတဲ့ဒဏ်ရာနဲ့ပို့မိရင် Chagas ယောဂါဖြစ်စေနေမှာပါ အစာပိုင်းမှာဖျားနာတာကြွက်သားနာတာခေါင်းကိုက်တာလိုမျိုးလက္ခဏာတွေခံစားရနိုင်ပေမယ့်ကူးစက်ခံသူ30ရာခိုင်နှုန်းလောက်ဟာရေရှည်မှာဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေနှလုံးရက်တာနဲ့ရုတ်တရက်နှလုံးခုန်ရက်တာအထိကိုဖြစ်တတ်ပါတယ်။ဒီယောဂါဟာနှစ်စဉ်လူပေါင်း1000လောက်ကိုတည်ဆုံးစေပါတယ်။တကယ်ကိုတင်မင်းရဲ့အနံပါပဲ။နံပါတ်၅စူးများပါသောနတ်ဆိုးဖလံကျွန်တော်တို့ရဲ့နောက်ထပ်အမေဆုံးအင်းဆက်ကတင်းကိုနှက်ခမ်းပေါ်မှာကြိုက်မှာမဟုတ်ပေမယ့်ကြောက်စရာမကောင်းဘူးလို့မဆိုးလို့ပါဘူး။စူးများပါသောနတ်ဆိုးဖလံဟာလွယ်လွယ်နဲ့ရံပြူလို့ရတဲ့တတ္တဝါမှာမဟုတ်ပါဘူး။ သူတို့ဟာတုံးလမလောက်ပဲရှိပြီးတော့အရွယ်စားမကြီးပေမဲ့ကြောက်မဲ့ပွဲကောင်းပါလေပထမတစ်ချက်ကြည့်မယ်ဆိုရင်ပုံမှန်မြက်ခင်းတောင်ပို့နဲ့ဆင်ပေမဲ့အနီးကဲကြည့်မယ်ဆိုရင်သူတို့ရဲ့ကောင်းတဲ့ချက်တော့၆ချောင်းလောက်ဟာစုကြုံနေတဲ့တူတဲ့အဖူထစ်တွေဖုံးအုပ်ထားတာကိုမြင်ရပါလိမ့်မယ်ဒီစုတွေကအလှပတွေမဟုတ်ဘဲနဲ့တားကောင်ကိုတိုက်ခိုက်ဖို့နဲ့ဖမ်းဖို့အတွက်ပါသူ့ရဲ့ကြီးမားတဲ့မေယိုးတွေကြောင့်အစာကိုလေကူစွာစားသုံးနိုင်ပြီးကြိုက်ချက်ကသူ့အရေးပြားကိုပါဖျက်နိုင်တယ်လို့ဆိုပါလိမ့်ဒါပေမဲ့ဒီတတဝါဒီယာလူတွေကိုစားတာတဲ့အစိအစံတည်တည်နဲ့အင်းဆက်ပိုးမွားတွေကိုပိုးနှက်တတ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ပါဒီလိုစိုးကြုံနေနဲ့မေယိုးပါတဲ့ပိုးကောင်တကောင် ိုးတိတော်ထဲမှာပုံအောင်နေတဲ့ဆိုတာကပဲအမေဇွန်ကိုရှောင်ရှားဖို့လုံလောက်ပါတယ်။နံပါတ်6မော်ပင်ကော်ရီ2014ခုနှစ်မှာဘရာဇီးအမေဇွန်တွေကဘယ်ရီဒီကူသမားတွေကကြောချမ်းစရာအော်ဒန်နဲ့မီးရောင်တန်းနေတဲ့မျိုးလုံးတစ်လုံးပါတဲ့အရေးရှိတဲ့တတဝါတကောင်နဲ့တွေ့ဆုံခဲ့ပါတယ်။အဲဒီနောက်ရွာကိုအမြန်ဆုံးထွက်ပြေးခဲ့ရပါတယ်။ဒီတတဝါကမပင်ကွာရီလို့ယုံကြည်ကြပြီးရိုးရပုံမြင်နေရသူဟာမတ်တက်ရရင်ခုနှစ်ပေအရှိရှိကမျိုးလုံးတစ်လုံးနဲ့သာရှိတဲ့ nexo ပုံစံမျိုးရှိတယ်လို့လည်းဆိုပါတယ်။မိုးတည်တော့ဇီဝပိဒပညာရှင်တွေစီမှာမပင်ကွာရီကိုတွေ့ခဲ့ရတယ်ဆိုတဲ့အစီရင်ခံစာ80ကျော်ရှိပါတယ်။ ဒါပေမဲ့တပ်ပဗီဒပညာရှင်တွေရဲ့အဆိုအရဒါဟာအထင်မှားဖြစ်နိုင်ပြီးအဖြစ်နိုင်ဆုံးတတ္တဝါကတော့မျက်မှန်ဝန်းဝန်းဖြစ်ပါတယ်သူတို့ကမတ်တက်ရရင်ခုနှစ်ပိနီးပါးရှိပြီးခေါင်းပေါ်ကအမတ်သားတွေကအရင်များတဲ့မိုးတစ်တော်ထဲမှာမျက်လုံးတစ်လုံးနဲ့ရှိတဲ့တတ္တဝါဖြစ်နေအထင်မှားစေနေပါတယ်မာဗင်ဂေါ်ရီရဲ့အဖြစ်မှန်ကတော့လျှို့ဝှက်စမ်းကြည့်ပါပဲနံပါတ်9ဟာပီလင်းယုံအမေဆောင်ရဲ့ကောင်းကင်ယံကိုတတိထားရပါမယ်ဟာပီလင်းယုံဟာအတောင်ပံခုနှစ်ပိခွဲကျယ်ပြီးအလေးချိန်ပေါင်၃၀ရှိတဲ့ကပ္ပစတမမြောက်အကြီးဆုံးတားကောင်ဖန်းငှက်ပါသူ့ရဲ့လက်သေးခြေသေးတွေကတကယ်ကိုကြောက်စရာပါ အရှိန်ငါးလက်မှရှိပြီးတော့ကဘာပေါ်ကလင်းယုံနေတဲ့မှာအကြီးဆုံးပြက်က Grizzly ဝတ်ဝင်ရဲ့ခြေသေးအရွယ်စားလို့ရှိပါတယ်ဒီလိုလက်သေးတွေနဲ့သူဟာမြောက်တီမြောက်ပြင်းနေတဲ့တမင်ငယ်တွေကိုပါဖမ်းဆုပ်နိုင်ပါတယ် Spectral Lin တို့ကအတောင်ပံ၃ပေကျော်ရှည်လျားပြီးတော့အနောက်ဘက်ကဘာချမ်းမှာအကြီးဆုံး Lin တို့ဖြစ်ပါတယ်တောင်ပံကြီးမားရုံသာမကပဲနဲ့သူ့ရဲ့ကြောက်စရာကောင်းတဲ့ဦးကောင်းတဲ့သွားတွေကလည်းထိတ်လန့်စရာပါသူတို့ဟာတည်တည်နဲ့အင်းဆက်ပိုးမားရဲ့ထက်ကိုသွေးစာတွေရိမှန်းချက်တွေရှိပါတယ်သူတို့ဟာအပေါ်ကနေပြန်တမ်းပြီးတော့တားကောင်ရဲ့ကောင်းဒါမှမဟုတ်လေပင်းကိုကိုက်ပြီးတော့တည်စေနိုင်တဲ့ကိုက်ချက်တွေကိုပေးပါတယ်ကြွက်တွေတခြား Lin တို့မျိုးစေ့တွေတီကိုစားသုံးနိုင်ပါတယ် နမရှင်အမေဇုန်မြင့်တွင်ကဘာကောင်ကြီးများအမေဇုန်ရဲ့မြေပြင်မှာလေတတိထားမဲ့အမေဇုန်မြင့်တွင်ကဘာကောင်ကြီးရှိပါတယ်သူတို့ဟာအရှိဆက်ရှိလက်မထိကြီးထွားပြီးတော့ကဘာအကြီးဆုံးရေချိုကဘာကောင်ဖြစ်ပါတယ်ပုံမှန်ကဘာကောင်နေနဲ့မတူဘဲနဲ့သူတို့ဟာရှေလျားတဲ့နှုတ်တီကိုတားကောင်ရဲ့ခန္ဓာကိုယ်တဲကို6လက်မထိတူးပင်သေးပြီးသွေးဆုပ်ယူပါတယ်ကဘာကောင်ကထုံစီတဲ့ဓာတ်ရုပ်ပစ္စည်းထုတ်ပြီးတဲ့အတွက်တားကောင်ဟာနာကျင်မှုမခံစားရပါဘူးဒါပြင်သူတို့ရဲ့တတွေးမှာသွေးခဲချင်းကိုစန့်ကျင်တဲ့ဓာတ်ပါဝင်တဲ့အတွက်သွေးတွေကိုစက်တိုက်ဆုပ်ယူနိုင်ပါတယ် ဒီကဘာကောင်တွေအများအပြားကြိုက်ခံရမယ်ဆိုရင်နွားတွေနဲ့မြင်းတွေတည်ဆုံနိုင်တယ်ဆိုတော့19ရာစုတရေနေရှိခဲ့ပြီမဲ့ဒါရီယာပုံမြင်သက်သက်သာဖြစ်နေပါတယ်သူတို့ကဒီချိန်မှာသွေးတုံညတသမ9အောင်စလောက်ပဲစားသုံးတယ်လို့ယုံကြည်ပါတယ်သူတို့ကဒါပေမဲ့သူတို့ရဲ့အရွယ်စားချွဲကြည့်မှုနဲ့6လမနှုတ်သီးကိုထိုးထည့်တယ်ဆိုတော့စေကူးကပဲသူတို့ကိုအမေဆုံးရဲ့ကြောက်စရာအကောင်းဆုံးတတ္တဝါတွေထဲမှာထည့်သွင်းစေပါတယ်နံပါတ်10ကြောက်မဖွယ်ကားများအမေဆုံးမြင်ထဲမှာတူကောင်းကားကိုတွေ့ရနေပါတယ်ဒီကားရဲ့ပါဇက်ထဲမှာလူသားရဲ့ အန်သွားနေတူတဲ့ကြောက်စရာကောင်းတဲ့သွားတန်းတွေရှိပါတယ်ဒီသွားတွေကိုပစုံနဲ့ခရုတွေရဲ့အခွန်တွေချိုးဖြတ်ဖို့အသုံးပြုပါတယ်သူတို့ကလူတွေကိုမစားပေမဲ့လန့်သွားရင်အနီးကပ်လာသူကိုတွန့်ဆုတ်ခြင်းမရှိဘဲကိုက်ချပါတယ်နောက်ထပ်တစ်ခုကပါကူပါဘီရနာ9ရဲ့ဆွေမျိုးဖြစ်ပြီးတော့အရှိတုံးပေခွင့်နဲ့အလေးချိန်ပေါင်း88ပေါင်းရှိပါတယ်။ပါကူမှာလည်းလူသားရဲ့အန်သွားနဲ့တူတဲ့ကြောက်စရာကောင်းတဲ့သွားတွေပါရှိပြီးသူတို့ဟာမြေတဲကျလာတဲ့တည်တည်တီရဲ့အစိတ်တွေကိုကြိတ်ကြေစားတောက်ပါတယ်။ဒီငါးတွေကလူသားတွေရဲ့လေရင်ကောင်ကိုကိုက်တယ်ဆိုတဲ့သတင်းတွေကလည်းနှစ်တွေတခြားထောက်ပေါ်ခဲ့ပေမဲ့ဒီသတင်းကအတိပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒါကြောင့်မဲအမေဇုန်မြင့်တဲဝင်တဲ့မျိုးသားတွေခွဲစင်းမှုခံယူရမှာမဟုတ်ပါဘူး။ဒါပေမဲ့ဒီငါးတွေကလုံးဝအန်ဒီရဲ့ကင်းတာမဟုတ်ပါဘူး။2004ခုနှစ်မှာစကော့တလန်သူမင်းကလေးတူဟာဘောက်ကူးငါကန်နဲ့လက်ထိတ်လိုက်တော့မှသူ့လက်ချောင်းကိုကိုက်ဆွဲပါတယ်။ရေတဲကိုဆွဲထုတ်လိုက်တဲ့ဒီငါးကမလို့ပဲကိုက်ထားပါတယ်။ဒီပြင်းထန်တဲ့ကိုက်ချက်ကြောင့်မင်းကလေးဟာပလတ်စစ်ခွဲစင်းကုသမှုခံယူခဲ့ရပါတယ်။တကယ်ပဲကြောက်စရာကောင်းတဲ့ကိုက်ချက်ပါပဲ။ကန်ဒီတို့အမေဇုန်မြင့်ထဲမှာလူသားတွေကိုလိုက်ရှာနိုင်လောက်တဲ့ငကူတွေရှိပေမဲ့အကြောက်ရဆုံးငကူကတော့တေးဆုံးပါ။ကန်ဒီတို့ဟာတလမတ်တဲ့ပုံမကြည့်တဲ့ကပ်ပါငကူမျိုးစေ့ပါ။ ဒီငါးတွေဟာသေးဆုပ်ယူစားတောက်ရတာကိုနှက်တတ်ပါတယ်သူတို့ဟာငါးရဲ့ရှင်ရဲ့ဘဟက်ကိုတွဲကပ်ပြီးတော့အဲ့နဲ့တူတဲ့သွားတွေနဲ့သွေးတွေကိုဆုပ်ယူပါတယ်ကန်ဒီတို့ဟာဒီတဲ့ပိုးစရကိုလုံနိုင်ပါတယ်အမေဇုန်မြေထဲမှာစီးသွားတဲ့မျိုးသားတွေကတတိထားတဲ့ပါတယ်ဘာလို့လဲဆိုတော့စီးနှက်ကဒီငါးတွေကိုဆွဲဆောင်ပြီးစီးပြိုနေကိုဝင်ရောက်နိုင်တယ်လို့ယူဆကြလို့ပါဝင်ရောက်ပြီးရင်တော့သူ့ရဲ့ဘဟက်ကစူးကြုံနေတဲ့တွဲကပ်ထားပြီးအလွန်နာကျင်မှုကိုဖြစ်စေကာ ခွဲစိတ်ပဲရှာကျင်လိုအပ်ပါတယ်။ဒါပေမဲ့ကန်ဒီရူလူသားတွေရဲ့လေငါနဲ့ဝင်ရောက်တယ်ဆိုတဲ့ယုံကြည်ရတဲ့ထောက်ထားနေပါပါတယ်။နောက်ဆုံးဖြစ်ရက်က1998ခုနှစ်မှာဘရာဇီးဆရာဝန်တို့ကဖယ်ရှားပေးခဲ့တယ်ဆိုတဲ့အဖြစ်အပျက်ပါ။ဒါပေမဲ့လည်းမှတ်တမ်းတရမှာပုံမမှန်မှုတွေရှိလို့ကျွမ်းကျင်သူတွေကတန်တရားရှိနေကြပါတယ်။ဒါပြင်၎င်းတက်ခုနှစ်သူတွေတနာအရာကန်ဒီရူတွေကအနံ့ဖြစ်မဟုတ်ပဲအမြင်ဖြင့်အဓိကလိုက်လံရှာဖွေကြောင်းတွေ့ရပါတယ်။ဒါကြောင့်စီးနက်ကိုစိတ်ဝင်စားတယ်ဆိုတဲ့ယူဆမှဖြစ်နိုင်ပါဘူး။ဒီပုံမြင်နေရစိတ်ကူးရင်သာဖြစ်နေပါလေဒါတော့မှတေအမေဆုံမြေထဲမှာစီးသွားပြီးတော့ကံကြမ္မာကိုစံသက်ချင်ပါလားမိတုံငတ်ကြီး အင်းဆက်ဘိုးမားစားတဲ့ငှက်ငယ်လေးတကောင်ကအမေစုံရဲ့အကြောက်စရာအကောင်းဆုံးတတ္တဝါတွေမှာပါနေတာအောင်းစရာဖြစ်နေပါတယ်ဒါပေမဲ့မိတုံကတကယ်ကိုကြောက်စရာပါအမေစုံမှာမိတုံက9မျိုးရှိပြီးအများစုမှာတော့ထိတ်လန့်ပွဲအဝါရောင်မျိုးလုံးတွေပါရှိပါတယ်ဒီတဲမှာမိတုံငယ်ကြီးကပိုပြီးကြောက်စရာပါသူ့ရဲ့ Jack အနဲ့ရောင်မျိုးလုံးနဲ့ကြီးမားတဲ့ပတ်ဆက်ကိုကြည့်လိုက်ပါသူတို့ကမျက်လုံးကိုမိတ်ထားရင်တော့မှကြောက်စရာကောင်းနေသေးပါဘာလို့လဲဆိုတော့မျက်ခုံတွေမှာပါတဲ့အပေါက်ငယ်လေးတွေကြောင့်မျက်လုံးပိတ်ထားရင်တော့မှလှုပ်ရှားမှုတွေကိုခံစားမိနိုင်ပါတယ် တို့ကအများနဲ့စောင့်ကြည့်နေတာပါနေခဲ့ပါမှာတို့ကတင်းကုတ်တို့ပေါ်မှာနားပြီးတော့ပဝင်းကျင်နေရောဆက်နေတယ်ကာကွယ်ရန်ကိုအားကိုးတဲ့အတွက်တို့ကိုတင်တရီပြုမိမှာမဟုတ်ပါဘူးညဘက်ရောက်မှလှူရှားလာပြီးပါဇက်ကြီးကိုဖွင့်ကအင်းဆက်တွေကိုတစ်ချက်တည်းမြေချစားသုံးပါတယ်ဒီငတ်တွေကိုအိမ်မဆိုးတခုလိုဖြစ်စေနေတာကတို့ရဲ့အော်ဒါပါမိတော်ငယ်ကြီးရဲ့ညီတွားတန်နေနဲ့အော်ခေါ်တန်ဟာမောင်မိုက်နေတဲ့မိုးတစ်တော်တွေမှာထိတ်လန့်ဝဲပဲ့တင်ထက်နေပါတယ်အင်းဆက်စားနေတဲ့ငှက်လေးတွေတောင်မှကြောက်စရာကောင်းနေအောင်ကြည့်ရင်ဒီနေရာကကျင်စာတည်နေတယ်လို့ဆိုရမှာပါ။ဒါတွေကအမေဆိုနေကကြောက်စရာကောင်းဆုံးတတ္တဝါတွေပါ။ဘယ်တတ္တဝါကတင့်အတွက်ကြောက်စရာကောင်းဆုံးလဲ 没特别的吧。